ခင်ပွန်လောင်တယောက်ကိုတစ္ဆာဖောက်ပြက်မိသောမိမတယောက်အဖို့အထိုက်တန်ဆုံးသော ပြစ်ဒဏ်တစ်ခုမှာမိမိမကောင်းမှုကိုဝန်ခံရန်ကြိုးစားအားယူနေခြင်းတွင် ရင်ဆိုင်ခံစားရသောပူပင်တော့ကပင်ဖြစ်သည်ကျမအပေါ်တွင်အကျဉ်းနာဆုံးလိုက်လျောသူတယောက်အားထိခိုက်နာကျင်စေတော့မည်ဟုသောအတွေ့သည်ကျမကို လုံလောက်သောကြည်ကွဲမှုများပေးနိုင်စွမ်းခဲ့ပါသည်သူတို့ ထိခိုက်ကြေကွဲရတော့မှာပဲဟုသောအတွေ့အဖြစ်ရပ်ပေါင်းများစွာကြိုတင်မှန်းဆပြီးပူပင်တော့ကရောက်ခဲ့ရကြောင်းကျမပြောပြလျင်ဘသူမှယုံကြည်ကြလိမ့်မည်မဟုတ်ပါ သူလည်းယုံမှာမဟုတ်ကျမကျူးလွန်သောအပြစ်များပေါ်ရော့စီအောင်မလုံမလဲကြိုးစားသည်မထိရောက်သောကာကွယ်မှုဟု သူထင်နေပေလိမ့်မည်တကယ်တော့ကျမသူ့ကို နည်းနည်းမှမနာကျင်ဆိုလိုခဲ့သည်မှာအမှန်ပဲဖြစ်ပါသည်သူကိုဘလို့ပြောပြရမလဲဟုသောအတွေ့အီးရိုးတော့စွာရှက်ယွန့်စွာရယူပိုင်ဆိုင်ထားသောဆန္ဒပြေဝမှုတစ်ခုအပေါ်တန်တရားဝင်လာစေသည့်အထိကျမကိုခြောက်လန့်ခဲ့ပူပါသည်ကျမမှားသွားသလားမိမိဂတိပစ္စာကိုဖြောက်ဖြက်ပြီးလူဝင်ဆန္ဒတစ်ခုနောက်သို့လိုက်သွားမှုသောကျမသည် ်အချစ်ကို အကိုးအွယ်လွန်သူလားစောက်ထိန်မှုတစ်ခုကို ချိုးဖြတ်ဖို့မှာမိမသားတဦးအတွက်လွယ်ကူသောကိစ္စမဟုတ်ပါမိမိကုံတိတ်ခါကိုကျင့်တရားမိမတယောက်ရှိတဲ့ရှိရသောအချက်တစ်ဖက်လူအပေါ်ငဲ့ညာမှုပဝင်းကျင်ရည်ကဲ့ရဲ့မှုအလုံးကိုလှိလျူရှုနိုင်ဖို့လုံလောက်သောခေါင်းမာမှု ရှိရပေလိမ့်မည်ဂတိသစ္စာနှင့်အချစ်အကြားတွင်ကျမရပ်ပေါင်းများစွာ တေဝေတွန်းဆုပ်ခဲ့ရသည်ကိုတော့ဖျားအဆူဆူရှိမှကြိမ်တွေပြောရဲပါသည်ဂတိကို ဖောက်ပြက်လျင်ရရှိလာမည်အကျိုးအမျက်နှင့်အပြစ်အနာစာများဂတိကိုဆက်လက်ထိမ့်သိမ့်လျင်ရရှိလာမည်အကျိုးအမျက်နှင့်အပြစ်များစသည်တို့ကိုသွေးအေးအေးဖြင့်တွက်ချက်မိရန်ကြိုးစားမိသည်သူနှင့်လက်ထက်ရန်ပေးထားသည့်ဂတိကိုဖောက်ပြက်လိုက်လျင်ကျမအတွက်ဘာအပြစ်များရရှိလာမည်နည်း ထမဦးဆုံးရရှိလာမည်မှာ သူဤစိတ်ဆင်းရဲမှုဖြစ်သည် သူကျမကိုဘလောက်ချစ်မြတ်နိုးသည်ဆိုတာကျမသာလင်အတိဆုံးဖြစ်သည် သူဤစိတ်ဆင်းရဲမှုပမာဏမှာချစ်သူကို လက်လွတ်ဆုံးဆုံးလိုက်ရမှုထက်ညာစွာပိုပေလိမ့်မည်ကျမတို့နှစ်ယောက်ဤချစ်သူတတန်လေးနှစ်ကြာလာခဲ့သည်နှင့်အမျှအတန်းပေါ်ဆရာဝန်များတကြောင်တဲထွက်ဆရာဝန်များအလုံး ရိမ့်မိသိရှိပြီးသောဆုံးလဲတွဲဖြစ်သည်သူသည်အများသိသောဆရာဝန်တဦးဖြစ်သည့်အပြင်တိုင်းပြည်ကသိသောစာရေးဆရာတဦးလည်းဖြစ်သည်သူ့ဇနီးလောင်းကျမကအခြားတယောက်နှင့်ဖောက်ပြန်သွားလျင်သူ၏ယောက်ျားမာနာကိုမိမြထိခိုက်လိမ့်မည်နီထိုဒုတိယလူသည်သူ့ထက်အဆအဆအရာရာအများသတ်မှတ်သည့်ရုပ်ဝတ္ထုများတာလွန်ပြည့်စုံနေလျင်တော့သူဖြေသိမ့်เสียချီအောင်မည်သူထက် ရုပ်ဝိတ္ထုပိုင်ဆိုင်မှုနေကြသည်ဆိုလျင်သူဘလောက်နာကြီးထိခိုက်ရမည်နည်းသူဘက်ကစိတ်ခံစားမှုကိုမငွဲကက်လင့်တောင်မှကျမအတွက်ရရှိမိအပြစ်များကမတွေးဝင့်เสียဖြစ်သည်ပတ်ဝန်းကျင်ကကျမကိုဘလောက်ကဲ့ရဲ့လိုက်မည်နည်းကျမ၏အဖြစ်ကလင်းငယ်နေမိသောမိမတဦးနှင့်ဘာများကွာခြားမှလဲမြို့တမြို့မှာတာမန်နေထိုင်သောမိမတယောက်ကိုကဲ့ရဲ့မည်လူဦးရေထက် ကျမကိုကဲရဲမိလူဦးရေက အစမတန်ပို၍များပြားနေပါသည် ထိုတံများကို ကျမမျက်နှာပြန်စွာသို့မဟုတ်အဆက်နှဲစွာဘလောက်ကြာကြာရင်ဆိုင်နိုင်မလဲမိမတယောက်သည်ရီစာတယောက်လက်ထဲမှအခြားရီစာတယောက်လက်သို့ခုံကူးခြင်းမျိုးကို ကျမတို့ယဉ်ကျေးမှုဒလိတ်ထုံတန်းကညီတိအတိုင်းအတာတိခွင့်ပြုထားပါသည်။ယောက်ျားတယောက်ရီစာများခြင်းကို အပြစ်မမြင်ကြတော့လဲ။ မိမတယောက်ရေးစားများခြင်းမှာတော့ခွင်းလွတ်နိုင်လိမ့်မရှိသောအပြုတ်အမျိုးသားဖြစ်သည်သူကိုလက်မထက်ပဲထားလိုက်လျင်ရရှိလာမည့်အကျိုးအမြတ်တွေကဘာလဲကျမသည်အိမ်တောင်တဲ့ဘဝတွင်ချုပ်တွီးစာ စိတ်ဆင်းရဲရမည့်အရေးမှလွတ်ကင်းမည်သို့သောတခုဝန်ခံစရာရှိသည်မှာထိုစိတ်ဆင်းရဲမှုကတိတ်တော်ဆိုးဝါးမည်မထင်ပါဘာကြောင့်လဲဆိုတော့သူက ကျမကိုကျင်နာလိုက်လျောတီကို ကျမချစ်တော်သူကို အနောင်ဖွဲ့ကင်းစာ တွေ့တာနိုင်ပြီကျမရောကျမချစ်သူရောပျော်ရွှင်နိုင်ပြီလူတဝူးတယောက်ပျော်ရွှင်မှုကိုရရှိရန် အခြားလူတယောက်ဤစိတ်ဆင်းရဲမှုနဲ့လဲယူခြင်းသည်တရားမျှတပါသလားထို့တို့တွေးလိုက်သောအခါကျမအနှဲငယ်တွန့်ဆုတ်သွားခဲ့ပါသည်သို့သောဒီဘက်မှာတယောက်တည်းပျော်ရွှင်မှာမဟုတ်ပဲကျမရောပျော်ရွှင်ရမှာလေနှစ်ယောက်တယောက်အချိုးဖြစ်သဖြင့် တရားများသည်သည်မဟုတ်ဘူးလားကျမ၏တကိုယ်ကောင်းဆံမှုကို ကျမတကယ်ပင်ရှက်ရွံ့စွာမျက်နာပူနွေးခဲ့ပါသည်ကဲသူ့ကိုပဲမျက်စိမိတ်လက်ထပ်လိုက်လျင်ရလာမည်အပြစ်တွေကဘာလဲကျမချစ်မြတ်နိုးရသူကိုတတ်တတ်တာလက်တော့ဆုံးရှုံးရမည်ကျမချစ်သူဤဝမ်းနည်းကြည်ကွဲမှုကိုကျမမြင်တွေ့နေရတော့မည်တကယ်တမ်းဝေခံရလျင်ချစ်သူဤဝမ်းနည်းကြည်ကွဲမှုတက်ဂယုဆိုင်မိသည်မှာ ကျမ၏ဆုံးရှုံးမှုအတိုင်းအတာဖြစ်ပါသည်ချစ်သူကိုဆုံးရှုံးရန်ဟုတွေးလိုက်သောအခါ ကျမ၏ယင်ထဲမှတခါမှမဖြစ်ဘူးသောနှမျောတန်းတားမှုဖြင့်နာကျင်ကြေကွဲသွားတော်သည်ဟင်ကျမမောင်ကိုအဆုံးရှုံးမခံနိုင်ပါ မောင်နဲ့တေချာဖြစ်တည်စွာရင်ဆိုင်ရက်တီရလျင် ကျမ၏ဘဝမှာဘာအတိတ်ပင်များရှိတော်မှာလဲဆူရှလေးနဲ့သောမောင်မျက်လုံးထဲကအချစ်ရည်အလင်းရောင်ကို ကျမအမြဲတွေးခွင့်ရခြင်းသည် တိုးတိတ်ညင်သာသော မောင်ရင်မောတန်အောက်မှာကျမဘဝကိုတသက်လုံးနစ်မြုပ်လိုက်ခြင်းသည် မောင်ဤနုနယ်ပြိုမြင့်သည့်နှုတ်ခမ်းများကိုကျမထာဝရပိုင်ဆိုင်လိုသည် မောက်ပခုံးထက်မှခေါင်းမိနှဲ့ရင်မောင်နမဲကို တီးတိုးရည်ရွတ်ညင်ညူရင်ဘဝကိုကျင်းနဲ့ရောက်ရဲနေခြင်းသည် နောက်ဆုံးမှာတော့ဘယ်အကျိုးဘယ်အပြစ်ကိုမှလည်းနောက်ထပ်မတွက်ချက်နိုင်တော့ပါမောင်အချင်းနဲ့နှိုင်းရှင်လိုက်သည့်အခါ ပူလောင်သောကိရဲ့စကားများသည် နူးညံ့လှပသောပန်းကလေးများဖြစ်သွားပါလိမ့်မည်။မောင်းကိုပိုင်ဆိုင်ခွင့်ကြောင့်ကျေနပ်ပျော်ရွှင်ရသောခံစားချက်အောက်တွင်သူ၏စိတ်ဆင်းရဲကြည်ကွဲမှုအပေါ်ငဲ့ညာတနာရသောခံစားချက်များအေးပျော်သွားပါလိမ့်မည်။ထို့ကဲ့သို့ပင်အတ္တကြီးမားစွာကျမဆုံးဖြတ်ချက်ချလိုက်ပါတော့သည်။သို့သောကျမသူ့ကိုဘလို့ပြောပြရပါလိမ့်။သူ့ဇနီးလောင်းဖြစ်သောကျမ၏တစ္ဆာဖောက်ဖျက်မှုကို သူ့ဟာပထမဆုံးဖွင့်ပြောသူမှာကျမသာလင်ဖြစ်ရမည်ဤအဖြစ်အပျက်ကိုဘသူမှမသိရသေးခင်အရင်ဦးဆုံးသိခွင့်ရသူမှာလဲသူ့သာဖြစ်ရမည်တတိနဲစွာစာဖြင့်ရေးပြီးအကြောင်းကြားရမည်လားဟင့်အင်းတီလိုလဲမဖြစ်စေရပါဘူးသူ့ဘက်ကပြန်လည်ဆွေးနွေးမှုများစွတ်စွဲမှုများတိတ်ခါချထိုးနှက်မှုများကဲ့ရဲ့ရှုတ်ချမှုများကိုကျမမျက်နှာသို့လက်ညှိုးထိုးလျက် သူပြောပိုင်ခွင့်ရှိစေရမည်။နောက်တစ်ခုမှာ ကျမစီလာစေခြင်းထံကျမကသူ့စီသွား၍ကျမ၏အပြစ်များကိုဝန်ခံခြင်းကပို၍တင့်လျော်မည်။ကျမကအပြစ်ကျွလုံမှုသူမဟုတ်လား။ကျမသည် စေကမ်းမှလူစားထိုးရမည်ကိစ္စတင်တန်းမှခွင့်ယူရမည်ကိစ္စတို့ကို ပြက်ကရင်ရှေ့ချလျက်တွက်ချက်ကြည့်နေလိုက်သည်။ပတိန်တို့သွားမည်ရက်ကို အတက်နိုင်ဆုံးနောက်စိတ်လူစေကြောင် ယုံအားလဲရက်တွေကိုလိုက်ရှာသည်သို့တော့ကျမကကံကောင်းတာလားကံဆိုးတာလားမသိကြပဲသူကျမရှိရာသို့စိုက်စိုက်မြောင်မြိုင်ရောက်လာပါသည်ထို့နေ့သည် ကျမဘဝတွင်ဘယ်တော့မှမင်းနိုင်တော့ပြီမဟုတ်တော့ခြောက်ခြားတုံလုံးဖွယ်ရာနေ့ရက်များတွင်တရက်အပါဝင်ဖြစ်တော်သည်အဆောင်ရှိမှ ကျမကိုစောင့်နေသော သူ့ကိုမြင်တွေ့လိုက်ရသောအခါကျမရုတ်တရက်ထိတ်လန့်သွားသည် တခဏတုံးဆုပ်ထုံအားစွာသူ့ကိုငေးမောကြောင်ကြည့်မိတော့သူကထုံးစံအတိုင်းမပွင့်တပွင့်ပြုံးလေသည်ဟိတ်ဘာကြောင်ကြည့်နေတာလဲကိုကိုမမမီလောက်အောင်များကိုကချောနေသလားဟင်ပြောပြောဆူဆူထုံးစံအတိုင်းကျမနှစ်ဘူးကစံစကလေးများကို လက်ညှိုးထိပ်ဖြင့်ထိတို့ဖွာကစားလိုက်တော့သူဤအပြုံးမျက်နာကို ကျမရင်မဆိုင်ရဲပဲညက်လွာချလိုက်၏ဤအပြုံးတွေပြက်ပြဲသွားစေမိစကားကို ကျမပြောရတော့မှာပါလားဘလူကဘလူစပြောရမှာပါလေနင့်မင်းဘာဖြစ်နေတာလဲဟင်အတော်ပဲငါနင့်ကို ပြောစရာစကားတွေရှိနေတယ်ကျမဤအတန်ကကျမမမမေးနိုင်လောက်အောင်၆သွေအကွဲနေခဲ့သည်ဤနေရာတွင် သူ့ကိုပြော၍မဖြစ်ကြောင်းကျမသဘောပေါက်ပါသည် သူ့စိတ်ကိုထိ ंछ ုပ်ပေးမည်ပဝင်းကျင်အခြေအနေလိုအပ်သည်ဤနေရာတွင် သူ့ကိုပြောလိုက်လျင် သူပြုတ်မှုမီအပြုတ်အမှုကိုကျမမှန်းဆရမရနိုင်သူကျမကိုစိတ်လိုက်မှန်ပါရိုက်ချင်ရိုက်မိလိမ့်မည်သူမဟုတ်ကျမကိုဒေါသတကြီးတွန်းထိုးခြင်းတွန်းထိုးမည်သူမဟုတ်ခြံဝန်းနေရန်ကိုလက်သေးဖြင့်ထိုးခြင်းထိုးမည်ပြောလေနေဘာပြောမှလဲဟင်ဒီမှာပြောလို့မရဘူးလေတို့တဏီယာသွားကြမယ်ကျမမျက်နာအရေးအကဲကိုအငဲကြွန့်ကြွန့်စွာဖတ်နိုင်ခဲ့သောသူသည် ကျမပြောလိုသည်မှာသတင်းစိုးတစ်ခုဖြစ်ကြောင်းလင်းမြန်စွာပင်သဘောပေါက်သွားခဲ့သည်သူကျမထံမှမျက်နှာလွဲကာပင့်သက်တစ်ချက်ရှိုက်၏ထို့နောက်ကျမမပီးနိုင်မစည်းနိုင်အခန်းထဲဝင်၍အချိန်ဆွဲအဝယ်စားလဲရင်းအာယူနေချိန်တွင်ဖြစ်နိုင်ခြေကိုကြိုတင်ခံမှန်းသော အလောင်းကစားသမားဤစိုးရိမ်တော့ကမျိုးဖြင့်စိတ်မဆွေစွာစောင့်နေခဲ့သည် ရပ်ပေါင်းများစွာကြိုတင်ပူပန်ခဲ့ရသောအချိန်သည်၁၇နှစ်အရွယ်တွင် ရောက်ရှိလာခဲ့သည်ကျမသည်သူ့ကိုဖွင့်ပြောရန်တင့်တော်သောနေရာအဖြစ်ဘာကရလမ်းပေါ်ကကိုလာစားတောက်ဆိုင်ကိုရွေးချယ်ခဲ့ပါသည်ပဝင်းကျင်မှလူများသည်သူ၏ဒေါသများနာကျင်မှုများပွင့်ထက်မလာအောင်ထိန်းချုပ်ပေးလိုက်နေမည်ဟုကျမခံမှန်းသည်နေငါ့ကိုဘလောက်သိခတ်နိုင်နေဆိုတာငါသိကျင်လိုက်တာလို့နင်းကိုခဏခဏပြောခဲ့ဘူးတယ်နော်ကိုအောင်ဒါပေမဲ့အခုပြောမယ့်ကိစ္စကတော့ နင့်သေးခံနိုင်စွမ်းကိုစမ်းသက်တာမဟုတ်ပါဘူးတွန့်ဆုတ်စွာကျမပြောတော့သူကျမကိုလှဲ့ကြည့်တယ်သူ့အကြည့်တွင်အပြည့်ကင်းစွာမတိနားမလည်နိုင်သူတယောက်ဤဇဝေဇဝါဖြစ်မှုမျိုးကို တွေ့နေရသောအခါကျမသည်ကိုပြမှုကိုဝန်မခံရဲအောင်ရှိတော်သည်နင်ဖြေတာအောင်ပြောရရင်တော့ပြမှုကျွလို့သူတိုင်းအတွက်သူနဲ့တင်းတော်တဲ့ပြစ်ဒဏ်ဆိုတာရှိပါတယ်ကျမသူ့ကိုမကြည့်ပဲ စားလက်စကြာစံကျော်ပကံကိုငေးဆိုင်ကြည့်နေမိသည် သူမျက်နာအရရဲ့ကဲကို ကျမမမြင်ရခြင်းသည် သူခံစားမှုကိုမသိကျင်အောင်ဆောင်ဖို့ကြိုးစားခြင်းဖြစ်၏ထိုလေစားမှုမအောင်မြင်ပါသူငြိမ်သက်နေသည် သူဤငြိမ်သက်မှုထဲမှစူပွက်နေသော စိုးရိမ်သောကများကို ကျမခံစားလို့ရနေသည်ဒီတော့ငါအတွက်လည်းထိုက်တဲ့အပြစ်ဒဏ်ကြလာအောင်ပါဆိုလိုတာကမင်းကိုယ့်အပေါ်မှာ ပြစ်မှုတစ်ခုကျူးလွန်ဖို့ကြိုးစားနေပြီပေါ့ဟင်ဒေါသဖြစ်ခဲ့သည့်သူ့အတန်မှာဒေါသအရေးအငွေဖြင့်တင်းမာနေတော်လဲတိုးတိတ်လာသည် ကျမသူ့ကိုကောက်ခါရပြလိုက်သည်ဟဲ့ဟင်မဟုတ်ဘူးကောနင့်အပေါ်ပြစ်မှုကျူးလွန်ဖို့ကြိုးစားနေစင်မဟုတ်ဘူးပြစ်မှုကကျူးလွန်ပြီးသွားပြီကိုအောင်ရဲ့သူစကားသည်ကျမနှုတ်မှအေးဆေးတိမ်မွေးစွာထွက်လာသဖြင့်ကျမကိုယ်တိုင်ပင်အံ့ဩသွားခဲ့သည်နှင်းသူ့အတံမှာ ချုပ်တီးမှုများနှင့်အတူမခံမရက်နိုင်သောဒေါသများရောရက်ကပူလောင်နေ၏မင်းကိုမျက်နာကိုတဲ့တဲ့ကြည့်ပြီးပြောဆမ်းပါနှင့်မင်းဘာလုပ်ခဲ့တာလဲကျမသူ့မျက်နာကို မော့ကြည့်လိုက်သောအခါသူ့မျက်လုံးထဲမှာ နာကျင်မှုများကျမစီသို့ပြုံးကနေကူးဆက်လာခဲ့သည်ကျမဘယ်နဲ့ပြောရမလဲဘလို့တတိမျိုးဖြင့်သူ့ကိုပြောနိုင်မှာလဲကျမသည်နေရာမှထားထွက်ပြေးသွားမိမှာဆို၍ထမင်းစပွဲဆုံးကို လက်ဖြင့်တင်းတင်းကြပ်ကြပ်စုပ်ကင်ထားမိသည်မဟုတ်ဘူးပြောရမှာပေါ့ပြောမှကိုပြီးမယ်ကိစ္စပဲကိုကိုကိုအာတင်းလျက်သူ့မျက်လုံးထဲသို့စိုက်ကြည့်လိုက်သည်အဲ့ဒီမျက်လုံးထဲကနာကျင်မှုတွေဒေါသတွေဟာငါနဲ့မဆိုင်ဘူးသူဟာငါနဲ့မဆိုင်ဘူးသူဟာသစိမ့်တယောက်ပဲသစိမ့်တယောက်ကိုတရင်တစ်ခုပြောသလိုပုံစံမျိုးနဲ့ဘာဖြစ်လို့ငါမပြောနိုင်ရမှာလဲငါနင့်ကိုတစ္ဆာဖောက်မိလိုက်ပြီကိုအောင် သူကျမကိုတေဝေစာငေးမောနေမိ၏ကျမသူ့ကိုမျက်နာမလွဲပဲစွပြောချလိုက်သည်ငါဒီမှာချစ်သူတွေ့နေပြီသူ့နှုတ်ခမ်းအစုံကတင်ခနဲ့ဖြစ်သွားသည်မှတပါ သူ့မျက်နာလုံးဝမပြောင်းလဲပါ သူငြိမ်သက်စွာကျမကိုစိုက်ကြည့်နေသည်သို့တော်သူ့မျက်လုံးများကျမထံတွင် မရှိတော့သလိုပင်ဖြစ်သည် သူသည်ထိုင်နေရင်းမှကျမနှင့်အဝေးကြီးသို့ရောက်သွားသည် ကျမတို့အနီးကစပွဲတွင် လူများရှုပ်ရှက်ခတ်နေတော်လဲကျမတို့နှစ်ယောက်ကငြိမ်သက်နေစေ ကျမသည်ငြိမ်သက်မှုကိုကြာရှည်တီးခိုင်နိုင်စွမ်းမရှိပါစပွဲပေါ်မှာအင်အားမဲစွာတင်နေသောတူလက်တစ်ဖက်ကို ကျမအသာအရာဆုံညစ်လိုက်၏ကိုအောင်ဒီတော့မင်းရမယ့်အဖြစ်တန်ကဘာလဲပဝင်းကျင်ကငါ့ကိုအကျင့်ပြတဲ့မိမအဖြစ်သတ်မှတ်ပေးကြလိမ့်မယ်ဘယ်တော့လဲလို့ မသိနိုင်တဲ့အနာဂတ်ကာလတစ်ခုမှာနေ့နေရာမှာငါရောက်နေပြီသူကငါ့ကို အခုငါပြောတဲ့စကားမျိုးပြောနေလိမ့်မယ်ဒီအခါမှာနေအခုခံစားရတဲ့ခံစားချက်မျိုးငါရတော့မှာပေါ့ကိုအောင်အဲ့ဒါငါအတွက်အပြစ်တန်ပေါ့ကျမလက်ထဲမှာ သူ့လက်တီပြောနှဲ့နေ၏သူ့အသည့်များသူ့ခွန်အားများသူ့လက်ထဲတွင်မရှိတော့သလိုပင်ဖြစ်သည်မွေးထွေးမှုလည်းမရှိဘဲအေးဆက်နေလေသည်ဒါဖြင့် မင်းလက်ထက်မဲ့သူကဘသူလဲနင်းအကွယ်ပြီးတုန်ခါနေတော့သူ့အတန်မှာဟို့အဝေးကြီးကလာတလို့တဲ့တဲ့ကလေးဖြစ်၏ဤအမေးကိုကျမဘလို့ရက်ဆက်မှုမျိုးဖြင့်ဖြေရပါမလဲကျမသူ့လက်ကိုလှုပ်လိုက်ပြီးသူ့မျက်လုံးများကိုရှောင်ဖယ်လိုက်သည် သူကျမ၏တိုးတိတ်ပြတာသောစကားတစ်လုံးသည်သူ့ကိုစွန့်နစ်နာကျင်စွာထိမှန်လိုက်သောညှာချက်တစ်ခုလိုရက်ဆက်ပေလိမ့်မည်ထိုစကားလုံး၏အောက်တွင်တော့ အရာရာသည်လွယ်ကူစွာပြီးဆုံးသွားတော့မည်ထိုစကားလုံးကိုပြောပြီးနောက်ကျမယင်ထဲမှရှိနေသော လေးပင်မှုဒုဒေကြီးသည်တဖြည်းဖြည်းချင်းတောက်ွယ်သွား၏သူထန်ရာမဝုန်းကနေထားရက်လိုက်သောအခါကျမလန့်ဖြန့်သွားသည်ကိုအောင်သူ ကျမမျက်နှာကိုတစ်ချက်ဆိုင်ကြည့်ပြီးနေရာမှထွက်သွားပါသည် ကျမသူ့နောက်မှဂမန်ကရန်ပြေးလိုက်သွားတော့သူ့ကောင်တာမှာပတ်စံရှင်းနေသည် သူ့အမူအရာမှာ တိတ်မထိုးချားလာပဲညံ့နာတင်းမာယုံသာရှိသဖြင့်ကျမစိတ်သက်သာရာရသွားပါသည်သူနောက်မှကဲ့ရက်လိုက်တော့ကျမကို သူကလှဲ့မကြည့်ပါ သူဆိုင်တဲကထွက်တော့သူ့ဘေးမှာကျမလိုက်ပါသွားသည်ကျမသူ့ကိုနောက်ထပ်စကားပြောเสียလို့သေးသလားကျမနဲ့သူ၏ဘဝသည်ပြီးဆုံးသွားပြီလားယခုအချိန်မှစ၍တဘဝစီဖြစ်သွားပြီလားသူကလည်းကျမကိုလှဲ့မကြည့်ကျမကလည်း သူ့ကိုစကားတစ်ခုမှမပြောဝင်ပါဘယ်နှမိနစ်ကြာသူ့တွားရသူတကောက်ကောက်လိုက်နေမိတလေကို့ဟာကိုမေးလျော့နေသည့်အချိန်မှာသူကတုန်ကနေရက်လိုက်၏နေစမ်းမောင်အခုမင်းဘာကိစ္စကိုနောက်မှာပါလာနေရတာလဲကျမသူ့ကိုမော်ကြည့်တော့သူ့မျက်လုံးများတွင်နာကျင်မှုများမီးတောက်မီးလျံလိုလောင်မြိုက်နေသည်ကိုတွေ့ရ၏ကျမသည်နေရာမှာရက်နေရင်ငါသေးသွားရင်ဘလောက်ကောင်းလိုက်မလဲဟု မတွေးကောင်းเสียာတွေးမိသည့်အထိနာကျင်ကြည်ခွဲလာပါသည်ဤလူသည်လေးနှစ်တိုင်တိုင်ကျမအပေါ်ချစ်မြတ်နိုးခဲ့သူ လေးနှစ်တိုင်တိုင်ကျမအပေါ်သစ္စာမြဲခဲ့သူလေးနှစ်တိုင်တိုင်ကျမလိုအပ်ချက်တို့ကိုဖြစ်စွနှစ်သိပ်ပေးခဲ့သူလေးနှစ်တိုင်တိုင်ကျမအနိုင်ယူသည်မအပြုံးမပြတ်တင်းကြီးခံခဲ့သူကျမတောင်းဆိုသည်မဘာမဆိုရရှိအောင်ပေးဆက်ခဲ့သူဤလူကိုမှ ကျမကပြမခဲ့မိပြီ။ ဤလူကိုနာကျင်ထိခိုက်အောင်ကျမဆူဆူဝါဝါပြုမှုခဲ့မိပြီဒါနဲ့တော့ကျမကသူ့နောက်ကိုတကောက်ကောက်လိုက်နေမိသေးသည်ဘာအတွက်ကျမလိုက်နေခဲ့တယ်လဲသူ့ကိုနောက်ထပ်နာကျင်စေဖို့လားသို့မဟုတ်ကျမသူ့ကိုတန်ရောစဉ်အလွန်ကြီးမားလျက်ပါဟုပြသချင်လို့ပဲလားသို့မဟုတ်သူ၏အပြစ်ပေးမှုကိုထိုက်တန်စွာခံယူဖို့ပဲလားယခုအချိန်မှာကျမမျှော်လင့်ဆုံးအရာသည်ကျမယင်ကို နာကျင်အောင်လက်ညှိုးတိုးဆွဆွဲမြည်သူဤအပြစ်တင်စကားများကျမအသားကိုနာကျင်အောင်ဒေါသတကြီးရိုက်နှက်မှုများသာဖြစ်သည်သူဘလို့မြကျမကိုမရက်ဆက်ခဲ့ပါ မောကြည့်နေရင်မှပင်ကျမဤမျက်လုံးတွေဝါလာ၏ပြည့်ရှင်လာသောမျက်ရည်များမျက်လုံးအိမ်တောက်ဆုံးများစီမှစိတ်ရင်ခိုတွဲလာခြင်းတွင်ကျမဤနှုတ်ခမ်းများထိမ့်မရအောင်တုံရင်လာကြ၏နှင်းသူ့အတံမှာကျမအပေါ် ကျင်နာသည့်ခင်မုန်းကောင်းတယောက်၏စိုးရင်ပူပန်မှုအပြည့်ဟဲ့အင်ငါ့ကိုခွမလွတ်ပါနဲ့ကိုအောင်ရဲ့ငါ့ကိုလုံးဝခွမလွတ်ပါနဲ့ဟာနေငုံနဲ့လေလမ်းလေကောင်ကြီးမှာလူတွေအများကြီးသူကျမမျက်ရည်များကို ကပြားကြရတုတ်ပေးလျက်ကျမလက်ကိုဆွဲယူလေသည်ကျမသည်သူနှစ်သိမ့်ချောမောမှရှိုက်ကြီးတိမ်ငယ်ငိုချပြစ်ချင်လာတော့သည်ဤလူကို တစ္ဆာဖောက်ပြီးအခြားတယောက်ကိုချစ်မိသွားရလောက်အောင် ကျမမှာဘလို့မိစ္ဆာစိတ်တွေဝင်ရောက်ချေလဲနေခပါလေမငုံနဲ့နင်းမင်းလိုချင်တာဘာမဆိုဖြစ်စီရမယ်ကိုမင်းကိုချစ်တယ်ဖះဖះကိုမင်းကိုချစ်တယ်ဆိုသည့်စကလုံးအောက်တွင်ကျမသည်အလွန်နှိတ်ကြသောမိမယုတ်တယောက်ဖြစ်ခဲ့ရပြီထိုစကားကိုပြောလိုက်သူ၏မျက်နှာကိုကျမယင်မဆိုင်ရဲပါသူ၏ဖေးမကူညီမှုသည်ကျမအတွက်ငရဲတစ်ခုပင်ဖြစ်သည်သူကကျမကို ကံတော်ကြီးပန်းကြံသို့ခေါ်သွားပါသည်အရေးကောင်းသောတင့်မြတ်ဆောင်တစ်ခုပေါ်တွင်ကျမနှင့်သူထိုင်မိသောအခါပတ်ဝန်းကျင်သည်ငြိမ်သက်အေးချမ်းနေ၏မကြမီရောက်ရှိလာတော်မူနာကျင်ကြည်ကွဲမှုအငွေ့အသက်များကိုကြိုတင်ခံမှန်းမိသလိုပင်ခက်လန်းလန်းရေစက်မှဆက်ရက်ကလေးတကောင်ဘုတ်ခနဲထပြန်ပြေးသွားလေသည်တခုခုပြောပါအောင်လားဟင်ကိုအောင်သူကျမကိုအသာလှည့်ကြည့်ပြီးပြုံးပြသည် ူ့အပြုံးမှာဆွေးမြေ့ကြေကွဲလွန်းသဖြင့်ကျမတခဏဆွန့်အပ်သွားမိသည်သည်ကိုဘက်ကဘာမှပြောစရာမရှိပါဘူးနဲ့မင်းပြောချင်တာတွေကို ကိုနားထောင်ဖို့ဒီကိုခေါ်လာတာပါမေးစရာရော မရှိဘူးလားဟင်မရှိဘူးကျမသူ့မျက်လုံးများကို မဝင့်မရေရှားဖွေကြည့်မိသည်မျက်ရည်များဖြင့်ပြည့်နေသောတောက်ပသည့်မျက်လုံးများသည်ကျမ၏ရင်ကိုမိညိုက်နေသလိုခံစားရသည် သူ့ဘသူလဲလို့တောင်မမေးချင်တော့ဘူးလားကိုအောင်ရဲ့မင်းကိုကိုနှစ်လောက်ပေါင်းသိလာခဲ့တဲ့ကောင်ပဲနဲ့မင်းရဲ့စကားအဆအနာတွေတွေကတစင် မင်းကိုကိုအခဲခတ်တတ်ပါတယ်အဲ့ဒီကောင်ဘသူလဲဆိုတာတော့တော့ကိုကောင်းကောင်းခံမှန်းပြီးသားပါအဲ့ဒီကောင်သူ့ရင်ထဲကမနာလိုမှု နာကြီးမှုဆက်ဆုံမှုအလုံးသည်အပိုင်းအဆအများအဖြစ်စုပေါင်းပြီးအဲ့ဒီကောင်ဟူသောစကားတွေတင်ပါဝင်သွားသည်ယူမော်ဆိုတဲ့ကောင်မဟုတ်လား အန်ကျိတ်ပြီးပြောလိုက်တော့သူ့စကားတန်သည်ထဲအားတွန့်ဆုပ်စွာပေါ်ထွက်လာသည်"ကျမခေါင်းမငိမ့်မိပါ။ခေါင်းငိမ့်เสียရလဲမလို့တော့ပါ။ဤလူသည်ကျမအပေါ်အမြဲမှန်ကန်စွာမြင်တတ်ခဲ့သည်။ကျမနှင့်ပတ်သက်သမျှအမားအမှန်အဆိုးအကောင်းကို သူအမြဲစင်ကျင်တတ်ခဲ့သည်။ကျမအပေါ်မလွမ်းမိုးနိုင်သောသူ့အားနဲ့ချက်သည်တစ်ချိန်ချိန်တွင် သူ့အတွက်ကြည်ကွဲစွာဖြစ်လာနိုင်သည်ဟုသူခဏခဏပြောခဲ့ဖူးပါသည်။ မင်းမားလိုက်တာလို့ပြောပါအောင်ကိုအောင်ရေနှင်းသိမ့်မားတာပဲလို့ပြောပါအောင်နာကျင်ကြည်ခွဲသောကျမစကားတန်အဆုံးတွင်ကျမကသူ့ကိုစတင်ပူဖက်မိလေသလားသူကကျမကိုဆွဲယူဖက်လိုက်လေသလားတော့မသိပါကျမတရိယာမိသည့်အချိန်တွင်တော့ကျမသူ့ရင်ခွင်ထဲမှာညံ့နာအပ်၍ရှိုက်ငင်ငိုကြွေးနေမိသည်နှင်းရဲ့မချစ်မရေညှို့လိုက်တော့သူ့အတန်တွင်အခံရခတ်မှုမုံတိနာကြီးမှု ြေကွဲမှုအားတင်းမှုခံစားချက်အလုံးပါဝင်နေ၏ကျမမကြခဏခိုးဝင်ခဲ့ဘူးသောသူရင်တွင်သည်ကျမ၏သစ္စာပြည့်ရွေးမှုကို အပြစ်မယူသလိုပင်ခါတိုင်းကဲ့သို့နှွေးထွေးလျက်ရှိသည်ကျမနောက်ကျောကိုတိုင်းပတ်ထားသော သူ့လက်များသည်ခါတိုင်းလိုပဲခိုင်မြဲလျက်ရှိပါသည်ကိုမင်းကိုဘလောက်ချစ်ရတယ်ဆိုတာမင်းသိလျက်နဲ့နှင်းရဲ့ကျမ၏ပခုံးပေါ်တွင် ဆူဆွတ်သောသူ့မျက်ရည်စဲဤထိတွေ့မှုတစ်ခုကိုခံစားလိုက်ရသလိုရှိသည် သူ့ခန္ဓာကိုယ်သည်တုန်ခိုက်နေသည်ကျမသည်ယောက်ျားတစ်ယောက်ကိုငိုကြွေးစေခဲ့သူဖြစ်ခဲ့ပြီးဤယောက်ျား၏မျက်ရည်အတိုင်းအဆသည်ကျမကျွလွန်မိသော ပြစ်မှု၏အတိုင်းအဆပင်ဖြစ်သည်ကျမအကြီးအကျယ်မှားယွင်းခဲ့ပြီးစိတ်ဆန္ဒတစ်ခုနောက်သို့မျက်စိမိခါလိုက်ခဲ့မိသောကျမသည်ဤယောက်ျား၏နာကျင်မျက်နှာမှုကိုစော်ကားခဲ့သည် ဤယောက်ျား၏အချစ်ကိုစော်ကားမိသည်ထိုခဏတွင်ကျမသည် မောင်ဆိုသောချစ်သူကိုမေးပြောက်ဖယ်ထုတ်လိုက်ပြီးဤရင်တွင်ထဲမှတသက်လုံးခုဝင်လိုက်ရတော့မလားဟုညာတာတနာစွာ တွေးလိုက်မိသည်ဟဲ့ဟင်မဖြစ်ဘူးမောင်ကိုကျမမခွဲနိုင်ဘူးကျမသည်ရုံးကနေသူ့ရင်တွင်ထဲမှရုံးပယ်ထွက်ရန် ကြိုးစားမိတော့သည်ထိုအခါသူသည်ကျမကိုလိုအပ်သည်ထက် ပို၍တွန်းဖယ်ထုတ်လိုက်ပြီးလျင်လင်းမြန်စွာမတ်တက်ရက်လိုက်၏ထို့နောက်ရေစိတ်စီတို့တလန်းနလန်းလျှောက်ကကျမကိုကြောပေးပြီးအကြကြီးငြိမ်သက်နေတော်သည်ဝါကျင်သောရွက်ကြွေများတလွင့်လွင့်ဝဲက သူ့အနီးသို့ကြွေကြလျက်ရှိသည်ရေပြင်ပေါ်မှာရှက်တိုက်ပြေးလာသောလေညင်းသည် သူ့လုံကြီးအောင်နာဆာကိုတဖြက်ဖြက်လှောက်ခါအောင်အိုက်ခတ်လျက်ရှိသည် သူ့ရင်ထဲမှာလည်းတုံလှုပ်ကြေမွနေရောပေါ့ ဤကာလသည်ဘလောက်ကြာမှလဲနောက်ထပ်ဘလောက်ကြာအောင်မှလဲကျမသူ့ကိုနှစ်သိပ်ပေးဖို့လိုအောင်မလားကျမသည်တစ်ချိန်တည်းမှာပင်သူ့ကိုနာကျင်စေအောင်ရက်ဆက်ခဲ့ပြီဖြစ်ပါလျက်သူတတ်တာရရအောင်ဘလို့ကုပေးရမလဲဟုမိုက်မဲအောင်စဉ်းစားနေပြန်ပြီကိုသူ့ကိုတွေ့ကျင်တဲ့နင်သူကကျမကိုလှဲ့မကြည့်ပဲ၆တွေ့မာကျောစွာပြောလာချိန်မှာတော့ကျမရက်နေတော့မြေပြင်သည် အကွဲတုံလုံးသွားပြီဟုထင်လိုက်၏မဖြစ်နိုင်ဘူးကောဘလို့မှမဖြစ်နိုင်ဘူးအိုးကျမကဘလို့များအာယူရမှာလဲဤယောက်ျားနှစ်ယောက်ဘလို့မျက်နှာချင်းဆိုင်ကြမှာလဲတယောက်ကိုတယောက်မုံတိခါတိမှုတွေမနာတော်မှုတွေကျင်းစာဆူမှုတွေလူတတ်မှုကျွလွန်လိုစိတ်တွေနဲ့မဖြစ်နိုင်ပါကျမသူတို့နှစ်ယောက်ကိုส่งไปบ่บลุมาบ่ผิดไหนมานี่ตู่ยุทธยะจม้าเป้โตแห่ไล่ติ သူသည်နာဤအနေငယ်တွင်ညားစွာအိုစာသွား၏တင်းမာနေသောမျက်နှာပြင်တွင်မျက်လုံးများသည်ညက်ရည်အရေးအယောင် ကြောင့်ပျော့ပြောင်းနေသည်ကိုတို့သုံးယောက်ဆုံကြရအောင်သူနောက်ပြောင်နေတာဟုထင်ရသည် သို့သောသူ့အခြေအနေမှာ နောက်ပြောင်เสียအခွင့်အရေးမရှိပါ ကိုတိတ်ချစ်ခဲ့ရတဲ့ချစ်သူတယောက်လုံးလက်လွဲပေးရခံရမယ့်ယောက်ျားဟာကိုချစ်သူနဲ့ဘလောက်ထိုက်တန်တယ်ဆိုတာကိုအခက်ခွက်ခွင့်ရှိတယ်လေ ူ့မျက်လုံးများမှာကျမကိုချစ်မြတ်လို့သည်ခို့တော်ကလိုပင်အယိတ်ထင်စေဖြစ်သည်ခနဲ့တလူပြောလိုက်သော သူ့စကားသည် ကျမရင်ထဲသို့ချုံများစွာထိုးပေါက်ဝင်ရောက်သောဓာတ်တရားတစ်ခုလိုပင် နာကျင်စေပါသည် သူ့မျက်လုံးအစုံတွင် ကိုကိုကိုယုံကြည်စိတ်ချမှုများမာနများဖြင့်သူ့သားလင်ကျမနှင့်ထိုက်တန်ကြောင်းရှောက်လဲကျက်ပေးနေသည်လို့ကျမခံစားရသည်ထိုက်တန်တယ်ဆိုရင် ကိုအောင်ဘာလုပ်မှလဲ မဝိမရေကျမမေတော့သူ့မဲ့ပြုံးပြုံးလေသည် သူ့လက်ထဲမှာမင်းကိုကြည်ကြည်ဖြူဖြူထားခဲ့မှာပေါ့နှင်းဘလို့လုံးပြီးဖြစ်နိုင်ပါမလဲကျမလုံးဝမယုံပါယောက်ျားတစ်ယောက်သည်မိမိမတပါအခြားဘလို့လူစားမျိုးကိုမှသူ့ချစ်သူနဲ့ထိုက်တန်ကြောင်းတွေ့ရလိမ့်မည်မဟုတ်ပါတကယ်လို့မထိုက်တန်ရင်ကောကိုအရှက်နဲ့တိတ်ခါကိုငဲတဲ့အနေနဲ့မင်းတို့နှစ်ယောက်လုံးတတ်ပြစ်မယ်သူ့နာကျူးမှုသည် မာကျောသောစိန်ခုံမှုအဖြစ်ကျမယင်သေးသူစိတ်ဝင်သွားလေသည်